မြန်မာပြည်အလဲပိုင်းမြေပြန့်ဒေသမှာစည်ရည်အင်းနဲ့အားနဲ့ဆက်လက်ဖော်ဆောင်နိုင်မှုအတွက်လူတိုးချင်းသာမကအစုအဖွဲ့လိုက်တက်ဖွဲ့လိုက်လဲလာရောက်ပူးပေါင်းနိုင်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကဖိတ်ခေါ်လိုက်ပါတယ်။မန္တလေးဒေသမှာစိုးမိုးနယ်မြေတွေချဲ့ထွင်ဖို့ဆက်ရနာရှင်ကိုအမြင့်ဖြတ်တိုက်ထုတ်ဖို့နဲ့မြန်မာပြည်အလဲပိုင်းကိုစည်ရည်ဖော်ဆောင်ဖို့တိုက်ခိုက်ရေးလူဝင်အားတွေအများကြီးလိုအပ်နေတယ်လို့ MDY PDF ကပြောပါတယ်။ ပူပေါင်းလာသူတွေကိုလိုအပ်တာတွေတက်ဆင်ပံ့ပိုးပေးမှဖြစ်ပြီး MDY PDF ရဲ့ Telegram စစ်ကနေနဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာတွေကတက်ဆင်ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့အသိပေးထားပါတယ် MDY PDF ဟာ10 20ခွန်စစ်စင်ရေးနဲ့ရှမ်းမန်းစစ်စင်ရေးမှာညီနောင်မဟာမိတ်သုံးဘွဲ့နဲ့ပူပေါင်းစီရေးဖော်ဆောင်ခဲ့တဲ့အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကိုကဲမှုအောက်ကတရင်တက်ဖွဲ့တစ်ခုဖြစ်ပြီး မန္တလေးဒေသထဲမှာနေမြေအချို့ကိုလည်းစိုးမိုးထိန်ချုပ်ထားပါတယ်။ရေစကြိုမြို့နယ်ရေလဲကျွန်းဒေသမြေစွန်းတော်ရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်းပစ်ခတ်ပြီးတပ်ဖြတ်သွားလို့ဒေသခံ၁၂ဦးသေဆုံးခဲ့တယ်လို့ရေစကြိုတောင်ရှိ info committee အဖွဲ့ကမတ်လ9ရက်နေ့ကထုတ်ပြန်ပါတယ်။ပခုတ်ကူတက်မတ၁၁ရေစကြို256 258တို့ကအင်အား200ခန့်က ရေစွန်းတော်ရွာကိုမက်ရှလာ၂ရက်နေ့ကနေ၄ရက်နေ့ထိ၃ရက်ဆက်တိုက်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်စီးနှင်နေတာလို့သိရပါတယ်အဲဒီစစ်ကြောင်းကပြည်သူပိုင်ပစ္စည်းတွေကိုလူရက်ခိုးယူပြီးနေအိမ်တွေကိုလည်းသုံးရက်စလုံးရွာလုံးကျွတ်နေပါမီးရှို့ခဲ့တယ်လို့စစ်ကြောင်းဝင်အောင်လာစဉ်ထွက်မပြေးနိုင်တဲ့အသက်ကြီးရွယ်တွေပါဝင် ပြည်သူ၁၁ကိုတပ်ဖြတ်ထားခဲ့တယ်လို့ဆိုပါတယ်အသက်80ကျော်အရွယ်အဖိုးအဖွားနှစ်ဦးအသက်90ကျော်အရွယ်နဲ့အသက်60ကျော်အရွယ်၅ဦးအပါအဝင် ြည်သူ၁၁ဦးကိုတက်ဖြတ်ခဲ့တာဖြစ်ပြီးတင်ဆောင်သူတွေရဲ့အမည်နဲ့တကွရေစကြိုတောင်ရှိ info committee အဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါဆေးအုပ်စုဟာမြေစွန်းတော်ရွာ၊မလကချံရွာ၊ရွာသိပ်ရွာ၊ဇယက်နီရွာနဲ့တာကောင်လေးရွာတို့ကိုဝန်ရောက်စီနင်းပြီးပြည်သူပိုင်ပစ္စည်းဥစ္စာတွေကိုခိုးယူလူရဲယူဆောင်ကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီးတာကောင်ကြီးရွာမှာတက်ဆွဲနေစေဖြစ်တာကြောင့် အနီးဝန်းကျင်ခြေရွာတွေကဒေသခံပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့သိရပါဗျ။ ရန်ကုန်မြို့မှာမြေပြင်တပိတ်အင်အားစုတွေကအလုသမားတူအပေါ်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကိုအိုင်အလိုညီလာခံမှာအရေးယူပေးဖို့တောင်းဆိုတဲ့လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါလှုပ်ရှားမှုကိုဒီကနေ့မတ်လ10ရက်နေ့မှာရန်ကုန်တော်လှန်ရေးနောင်၄ဘွဲ့နဲ့အတူရန်ကုန်မြေပြင်တပိတ်အင်အားစုတွေကပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့စစ်အာဏာရှင်စန့်ကျင်ရန်ကုန်လှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ပါတယ်။ရန်ကုန်မြို့ရွှေပြည်သာဆက်မှုဇုံဝန်ထမ်းအင်အားမီယထာဂိတ်တင်မော်စိတ်နဲ့ဈေးရုံးမှာ ILOA 33မြန်မာ2025စာသားပါအင်ဂျီတွေဝစ်ဆင်ပြီးဆန္ဒဖော်ထုတ်ခဲ့ကြတာပါစစ်ကောင်စီဟာလူသမားတွေရဲ့အခြေခံခွင့်ရေးတွေကိုအကာအကွယ်ပေးနေတဲ့အပြည်ပြည်ဆိုင်ရာလူသမားရေးရာအဖွဲ့ ILO ရဲ့စံနှုန်းတွေအပေါ်လိုက်နာမှုမရှိတဲ့အတွက်ပုံမှန်33နဲ့အရေးယူပေးဖို့ရန်ကုန်တပိတ်အင်အားစုတွေကတောင်းဆိုထားပါတယ် အာဏာသိမ်းမှုကာလအတွင်းအကြံဖက်စစ်ကောင်စီဟာအလုံသမားတွေအပေါ်အတင်းအဓမ္မလိုအားခိုင်းစေတာလွတ်လပ်စွာအသိအဖွဲ့ဖွဲ့စည်းတာနဲ့စီယုံခွင့်တွေကိုပိတ်ပင်တာတွေပြုလုပ်နေတယ်လို့သိရပါဗျ။